်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကရင်နီဒေသမှာစစ်ကောင်စီကကာမီကာစီလို့ခေါ်တဲ့အသေးခံ drone တွေကိုအသုံးပြုပြီးစစ်ဆောင်စခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်လာတာတွေရှိနေပါပြီအဲ့ဒီအသေးခံ drone တွေအကြောင်းကို Morris ကပြောပြပေးမှာပါခင်ဗျာပြီးခဲ့တဲ့မတ်လ၄ရက်နေ့ကခရနီပြည်နယ်ဒီမော့ဆိုမြို့အနောက်ဘက်ခြမ်းကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှု လုပ်တဲ့အချိန်မှာကာမီကာစေလို့ခေါ်တဲ့အသေးခံ drone နှစ်စင်းကိုအသုံးပြုခဲ့ပါတယ် အဲ့ဒီတိုက်ခိုက်မှုမှာလူကြီးရဲ့ယာကြီးရှိတဲ့စစ်ဆောင်စခန်းတစ်ခုအနီးကိုကြားရောက်ပောက်ကွဲခဲ့ပြီးထိခိုက်မှုတော့မရှိခဲ့ပါဘူး။ကရင်နဲ့ရခိုင်စစ်မြေမြေပိုင်းသာအတွေ့များတဲ့အသေးခံဒရုန်းတွေကိုအခုဆိုကရင်နီမှာပါပထမဆုံးအချိန်အသုံးပြုတိုက်ခိုက်လာတာပါ။ဒီမော့ဆိုမှာအသုံးပြုထားတဲ့ကာမီကာဇဲတေခံဒရုန်းမျိုးစားကတော့ကျွန်တော်တို့ရှန်ဟီပေါ့နော်။အထူးတရားတော့ရှန်ဟတ်လို့ခေါ်တယ်။ဒီရှန်ဟီအမျိုးစားလို့တော့ယူဆရတယ်ပေါ့နော်။ဒီအသုံးပြုနေတဲ့ကာမီကာဇဲဒီကကြတော့ကျွန်တော်တို့ဒီအချိန်တစ်ခုနဲ့လာပြီးတော့ဝင်ဆောင်မှ ပေါက်တဲ့နီယိုအသုံးပြုထားတာအဲ့လိုဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအရှင်တခုနဲ့လာတဲ့အတန်ကတော့ကြားကိုကြားရတယ်ခင်ဗျအဓိကကကျွန်တော်တို့အဲ့အတန်ကိုနားထောင်နိုင်ပြီဆိုလို့ဆိုလို့ရှိရင်ကျွန်တော်ဒီကာမီကာဇယ် drone ကလာပြီဆိုတာကိုကျွန်တော်တို့သိနိုင်ပါတယ်ခင်ဗျဒီမော့ဆိုမှာကျဲသွားတဲ့အသေးခံ drone အမျိုးအစားဟာယူကရိန်းစစ်မြေပြင်မှာနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့အီရန်ရဲ့အသေးခံ drone Shahed 136ကိုတူပထားပြီးတော့ တရုတ်ရဲ့ Sunflower 200အသေးခံဒရုန်းရဲ့တိဆောက်ပုံကိုဒီဇိုင်းပြန်ယူထားတာဖြစ်နိုင်တယ်လို့ Krini မြေပြင်ကဒရုန်းပညာရှင်တဦးကသုံးသပ်ထားပါတယ်။ဒီမော့ဆိုမှာတိုက်ခိုက်သွားတဲ့ဒရုန်းတွေမှာတော့မော်တာအသေးတစ်လုံးတက်ပြီးရန်နဲ့ပြန်ဆင်ထားတာဖြစ်တဲ့အတွက်ပေါက်ကွဲအားက60မမဘုံတိထက်ပိုနိုင်တယ်လို့ဆိုပါတယ်။ပြင်းမဆီရောက်ဖို့လူနဲ့တနေရာရာကနေထိန်းချုပ်ပြီးမောင်းနိုင်တယ်လို့ GPS အသုံးပြုပြီးနေရာအတိအကျစီရောက်ဖို့တိုက်ခိုက်နိုင်ပါတယ်။ Krini စစ်မြေပြင်မှာတော့အခုနောက်ပိုင်းလက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကတိကျလာပြီးအသေးခံ drone တွေမှာ GPS တက်ပြီးလာတိုက်ခိုက်နိုင်တဲ့အတွက်စိုးရင်ရတယ်လို့မြေပြင်ကသူတွေက DPP ကိုပြောပါတယ်ဒီရှောင်းချိန်တိန်ချိန်ရဲ့အတိက အဲဖြစ်ဖို့လိုအပ်တယ်ပေါ့နော်အချိန်မီလဲရဖို့လိုလားတဲ့အဲ့ဒီလိုပဲကျွန်တော်တို့ပုံခုချင်းတချင်းကိုဒီဘက်မှာတူးမယ်ဆိုရင်အနည်းဆုံးခိုင်ခိုင်ခန့်ခန့်လုံးမယ်ဆိုရင်တိမ်ပေါင်း၁၀ကနား၁၀ကနားအထက်ကိုကုန်တဲ့ဟာတွေရှိတယ်ပေါ့နော်တိလီလုံးဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိလို့ရှိရင်ဒီတိကျတဲ့ကျွန်တော်တို့ဒီလက်နေကြီးပြစ်ခတ်မှုတွေဒီဒုံးတွေဒီလေရင်ကျဲတာတွေကပို့ပြီးတော့ကျွန်တော်တို့များလာတယ်လို့ တွေ့ရတယ်ဗျဆက်ကဆာရဲ့သူတို့ရဲ့ဒီအတွင်းပေးတလန်တို့တရှုတို့ကလည်းသူတို့မြေပြင်မှာရှိနေနိုင်နေပေါ့နော်စကောင်စီကတရုတ်ကဝယ်လာတဲ့စိုက်ပျိုးရေး3ဒရုန်းတွေကိုလက်နက်တပ်ဆင်ပြီးလိုအပ်တဲ့ဘုံးတီးတွေကိုတော့မကွေးတိုင်းနယ်ကကပ္ပဆာစိုက်ရုံတွေကနေထုတ်လုပ်ပါတယ်။ဂျိန်းတဖက်စ်ဝင်းဂလီရဲ့ပြင်တိုင်ဆောင်းမရှင်စစ်ရေးလေလာသုံးသက်သူအန်တိုနီဒေးဗစ်ကသုံးသက်ချက်အရစစ်ကောင်စီအုံပြုနေတဲ့ဒရုန်းတွေဟာပောက်ကွဲအားနည်းပေမဲ့တိုက်ပွဲတွေမှာအလင်းအမြန်နဲ့ပြူဟာမြောက်တုတ်ပြန်နိုင်တာဖြစ်တဲ့အတွက် လေရင်သုံးမဲ့အစား drone တွေပို့သုံးလာတာလို့ဆိုပါတယ်။နောက်ပိုင်းမှာစစ်တပ်က drone တွေပို့သုံးလာနိုင်ပြီးလေရင်စီအသုံးစိတ်ချွေတာနိုင်တာကအာသာချက်တစ်ခုဖြစ်လာမယ်လို့ Anthony Davis ကဆက်ပြောပြပါတယ်။ So while the warheads စစ်ကောင်စီရဲ့အသေးကန် drone တွေဟာတရုတ်ရဲ့ Sunflower 200ထက် USA တီးတယ်လို့ဤပညာလည်းသိပ်မမြင်ပါဘူး။ Sunflower 200မှာကီလိုဂရမ်40ရှိတဲ့ထိပ်ဖူးတက်ဆင်ထားပါတယ်။ဒါဟာတော်တော်ပေါက်ကွဲရပြင်းတဲ့ပမာဏပါ ကရင်ပြည်နယ်ကဖြစ်စဉ်မှာထိခိုက်ပျက်စီးမှုတိတ်မများတာကိုကြည့်ရင်စစ်တပ်ရဲ့အသေးခံ drone တွေဟာအရွယ်စားသေးငယ်တယ်လို့ပောက်ကွဲအားကလည်း9ကီလိုဝန်းကျင်လောက်သာရှိနိုင်မယ်လို့ကျွန်တော်ခန့်မှန်းပါတယ်။ဒါကြောင့်အီရန်လုံတရုတ်လုံအသေးခံ drone တွေတက်ဖြတ်အားနေပါတယ်။ဒါပေမဲ့ဆိုတာကစစ်တပ်ဟာဒီ drone တွေကိုဗျူဟာကြကြမြင်းမြန်ဆန်ဆန်တုံ့ပြန်နိုင်အောင်အသုံးပြုနေတာပါ။စက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အသေးခံ drone တွေကိုကာကွယ်ဖို့အတွက်ကဘုံခုချင်းပါ။ လက်ရှိမိုးပြဲတိုက်ပွဲမှာလည်းစစ်ကောင်စီဘက်က drone အသုံးပြုမှုတွေတိတိတတ်တာပိုများလာနေပါတယ်။တိုက်ပွဲတွေအပြင်ရေဘေးမှာကြုံခဲ့ရတဲ့ Krini ဒေသခံတွေမှာဘုံကိုချင်းစောက်ဖို့ကလည်းကုန်ကျန်းဈေးကြီးမှုတွေကြောင့်အများစုကတေချာမစောင့်နိုင်ကြသေးပါဘူး။ကျွန်တော် Morris ပါ။ကယင်နီပြည်နယ်ကနေရှမ်းပြည်တောင်ပိုင်းမှာဆစ်ဆောင်နေကြတဲ့ကယင်နီကဆစ်ဆောင်ပြည်သူတွေကိုနေရပြန်ဖို့မတ်လချာနယ်ကညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူးကမောင်းထုတ်ခဲ့တယ်လို့စစ်ပေးဆောင်အမျိုးသမီးတယောက်ကပြောပါရယ် ဂျမ်ပိတ်ချိန်ဖြစ်တဲ့မက်ချ်လာတဲ့မှာနေရပြောင်းဖို့အတွက်ရက်ကွက်အုပ်ချုပ်မှုတွေကလိုက်ပြောင်းနေပြီးပြန်ဖို့လက်မှတ်ထိုးခိုင်းနေတဲ့အပြင်နေရမပြောင်းရင်နေအင်ကိုချိတ်ပိတ်မယ်လို့ချင်းချမောင်းထုတ်နေတာလို့ဆိုပါရယ်နေရပြောင်းမနေရင်အင်ချိတ်ပိတ်မဲ့အပြင်အင်ဝန်းမြတ်တွေမရှင်းထားရင်လည်းချိတ်ပိတ်မယ်လို့ပြောကြောင်းမီတာတွေပြန်လဲလျှောက်ထားမှဖြစ်ကြောင်းအင်မရှိတော့ဘူးလို့ပြောတာကိုဟိုရောက်မှတက်ဆိုင်ရနေညှိပြီးတဲထိုးနေလို့ပြောကြကြောင်းစစ်ပေးရှောက်အမျိုးသမီးတယောက်ကပြောပါရယ် ဒါအပြင်စစ်ဆောင်ပြည်သူတွေကိုလက်ခံပေးထားတဲ့ဘုန်းကြီးကျောင်းတွေဖခင်ကျောင်းတွေနေအိမ်ငါပေးထားသူတွေကိုလည်းဆက်မနေစေဖို့အတွက်ပြောဆိုတာတွေရှိနေပါတယ်။ညောင်ရွှေမြို့နယ်နဲ့တောင်ကြီးမြို့နယ်ထဲမှာစစ်ပေးဆောင်ပြည်သူတောင်းတဲ့ချီရှိနေပြီးစစ်ကောင်စီတပ်ကလွိုက်ကော်မျိုးကပြန်လည်စီကားနေတယ်လို့အထင်ရစေဖို့အတွက်စစ်ဆောင်နေကြတဲ့ပြည်သူတွေကိုနေရပြန်စေဖို့ဖိအားပေးချင်းချောက်ပြီးစာတင်ကျောင်းနဲ့တက္ကသိုလ်တွေပြန်ဖွင့်လှစ်ဖို့လုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။ ရင်ပြည်နယ်ဖာပွန်မြို့နယ်ကြောက်ကွင်းရဘုံကြီးချောင်းကိုစစ်ကောင်စီကမတ်လ9ရက်နေ့ညပိုင်းကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ចောင်းထိုင်စီရတော့ပြန်လည်နှုံမှုပြီးတန်ဃာတော်နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီကဘုံကြီးချောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ပြင်ဆက်လက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ចောင်းထိုင်စီရတော့ဗဒနာဝိတုံဒပြန်လည်နှုံမှုခဲ့ပြီးတန်ဃာတော်နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကចောင်းဆောင်လည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ တိုင်းသားလက်နက်ကိုင်တွေ PDF တွေကဘုံကြီးချောင်းတို့စာတင်ချောင်းတို့မှာလိုက်နေတာမဟုတ်ကြောင်းနေတာကစစ်ပေးဆောင်တွေပဲဖြစ်ပြီးစစ်ပေးဆောင်တွေကိုပြစ်မှတ်ထားပြီးလုတ်တလို့ဖြစ်နေကြောင်းဆိုပါတယ်ဒေသခံတွေကောင်းရောင်းကောင်းဝယ်လုစားဖို့အချိန်မရှိဘဲလေရင်တွေလာရင်လိုက်ပြေးနေရတာကြောင့်တချို့နေရာတွေဆိုရင်လူတော်မနေရကြတော့ဘူးလို့ဒေသခံတရက်ကပြောပါတယ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တန်ခါတော်နှစ်ပါးဟာဒဏ်ရာပြင်းထန်တာကြောင့်ဖမ်းပြည်သူစေယုံကိုပို့ဆောင်ကစေကူတမှုခံယူနေရပါတယ်။ ကျောင်းထိုင်ဆရာတော်ရဲ့ဇာပနာကိုတော့မက်ရှလာချာနေကပြုလုပ်ပြီးလို့သိရပါတယ်ခင်ဗျာတနင်္လာနေ့တိုင်းဘိမျိုးကနေကုန်ပစ္စည်းတင်ဆောင်ရမှာပြည်သူဝန်ဆောင်မှုရုံး OSS ရဲ့မျိုးစာပါမှာကုန်တင်ဆောင်မှုဖြတ်တန်းသွားလာခွင့်ရှိတယ်လို့ကုန်တင်ရမသမားတွေကပြောပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကုန်ကားစပြီးကုန်ကားသမားတွေဟာဖြတ်တန်းသွားလာခွင့်ရရေးကုန်ပစ္စည်းစင်းအတိအကျကိုပြည်သူဝန်ဆောင်မှုရုံးမှာငွေကျပ်၃000ပေးပြီးမျိုးစာပြုလုပ်ရတယ်လို့ဆိုပါရယ် မျောစာပါမကားကထွက်ရတော့ကုန်ပစ္စည်းတင်ပြီးအရင်လိုချက်ချင်းကားမထွက်ရပဲတယောက်ကမြို့ထဲမှာကုန်တွေတင်ရင်တယောက်က one stop ရုံမှာမျောစာသွားလုပ်နေရကြောင်းမျောစာတော့ရတာကတရက်ကြာပြီးဒီနလအတွင်းမှာအလုပ်တစ်ခုပို့လာတယ်လို့ကုန်တင်ရင်မောင်းသမားတယောက်ကပြောပါတယ်တနင်္လာရီဘက်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ပြင်ပလောဘက်မှာလည်းမကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြောင်း PDF တွေကကွန်ကားရီစီကနေပစ္စည်းဖြတ်ယူမှာကိုစိုးရင်ပြီးစစ်ကောင်စီတပ်ဘက်ကအခုလိုလုပ်တာလို့ကုန်တင်ရမောင်းသူတွေစီကနေသိရပါပါတယ်ခင်ဗျာ။ အရာရီတိုင်းမိုးပင်မြို့နယ်ထဲမှာမက်ရှလာချိုင်းညပိုင်းကရက်ကွက်နဲ့ကြွေရအုပ်ချုပ်မှုတွေကစစ်မှုထမ်းဆင်းနေပါတဲ့သူတွေကိုအတိပေးကြောင်းကြတာမရှိပဲစစ်တပ်နဲ့ရဲကိုခေါ်ပြီးအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မိုးပင်မြို့တွင်းကရက်ကွက်ကြွေရတွေကစစ်စပောင်း900ရောက်နေအိမ်အတွင်းထိခေါ်ယူဖမ်းဆီးသွားတယ်လို့ဆိုပါဗျ။အိမ်ထဲကိုစစ်သားရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကနာမည်ခေါ်ပြီးဝင်လာကြောင်းပြီးတော့အိမ်ထဲကနေခေါ်ထုတ်သွားတာ မနက်မိုးလေးမှစစ်မှုရန်ပါလို့ဆိုပြီးသိရတယ်လို့ဖန်းစည်းခံရသူနဲ့ဆွေမျိုးတော်ဆက်သူတဦးက DPP ကိုပြောပါရယ်ရက်ွက်ကြွေရအုတ်ချွေမှုတွေကစစ်မှုရန်မပါခြင်းတဲ့သူတွေစီကနေလိုင်းကျေးပုံစံမျိုးနဲ့စစ်မှုရန်ထောက်ပံ့ကျေးမိသားစုတစုကိုကြက်ငွေ3000ကနေ5000အထိတောင်းယူပြီးစစ်မှုရန်ဥပဒေပေါ်လာမှကားနဲ့တိုက်နဲ့ဖြစ်နေကြပြီလို့ဆိုပါရယ် မူဘေမြို့ပေါ်မှာရက်ကွက်ဆက်နဲ့ရက်ကွက်နဲ့ကျွရအုပ်စု88အုပ်စုရှိပြီးအုပ်ချုပ်မှုတွေကလူငယ်တွေကိုဆင်းပြုလုပ်ထားပြီးစစ်တပ်ကလူအင်အားတောင်းခံရင်အဆင်သင့်ပေးနိုင်အောင်ဆင်းပြုစုထားတယ်လို့အုပ်ချုပ်ရေးပိုင်းနဲ့နှိဆက်သူတွေကပြောပါရခင်ဗျာ TVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ